မင်္ဂလာပါဒီနေ့တော့လေမန်ချက်စတာယူနိုက်တက်ရဲ့အပြောင်းအရွှေ့အကြောင်းလေးတွေနည်းနည်းအသေးစိတ်ကြည့်ကြအောင်ရာဒီယားတော့ဆေးပြက်ဆံနဲ့ပြီးသွားပြီဆိုတော့အမ်နီးပြတဲ့အာမိုယွန်းအကအတင်းပြန်တိဆောက်ရဲကအရေးချီးနေပြီပေါ့ဟုတ်ပါတယ်ရာဒီလည်းပြီးပြီဟုတ်မလေးရှားနဲ့ဟန်ကောင်ခရီးစင်တွေလည်းပြီးပြီဆိုတော့အာယုံကအပြောင်းအရွှေ့စီပဲရောင်းနေလောက်ပြီအတင်းကအပြောင်းလဲတကယ်လိုအပ်နေတဲ့အခြေအနေပါဟုတ်ပါတယ်အဒီကကစားသမားတွေရဲ့အနာဂတ်ရောခေါ်ဖို့ပြတ်မှတ်ထားနေတဲ့သူတွေရောဆိုတော့ စိတ်ဝင်စားစရာများကြီးပဲပမဆုံးချီရမှာတော့ Bruno Fernandez ကိစ္စပဲဟိုး sorry club El Hilal ကပေါင်တန်းတေးရနဲ့ကမ်းလန်းတယ်ဆိုတဲ့တည်နေကတော်တော်ကြည်ကြည်ပြင်းပြက်ထန်နေရအင်းတန်းတေးရဆိုတော့နေတဲ့ပမာဏတော့မဟုတ်ဘူးဟုတ်တယ် Fernandez ကိုလိုင်းကတော့အသေးမှပြောတယ်လို့ပြောပေမဲ့ club ဘက်ကဒီငွေပမာဏကိုစဉ်းစားနိုင်ချေရှိတယ်လို့လည်းတုံ့တက်နေကြလဲအမွေင်ကတော့သူ့ကိုမယောင်းချင်ဘူးတခြားနေ့ငွေရှာချင်းတဲ့ဆိုပေမဲ့ပေါ့လေ ဒါပေမဲ့ဖီးခရီးရာသီရုံးကနေရတဲ့ဂျာတဲ့က16ကိုတင်း5ဖန်ဒီမှုအကျင့်20ဆိုတာကအဲ့ဒါတူတမိုးပဲလေမနဲ့အဲ့ဒီတန်တရာကအတင်းပြန်ဖွဲ့ဟုငွေအားလို့ပေးနေမှာပဲဒါပေမဲ့ဖာနန်ဒက်စ်ရဲ့ကွင်းတဲကစွန့်ဆောင်ရေးခေါင်းဆောင်မှုအဲ့ဒါဒီကို အစားထိုးဖို့ကအာတော်တော်ခက်မှာအញ្ញခက်မှာသူနေရာဝင်မဲ့သူ့အပေါ်မှာလဲဖီးအားတွေကအကြီးကျယ်လဲဟုတ်တယ်ဆိုတော့သူ့သာထွက်ဖြစ်ခဲ့ရင်မော်လေး သူ့နေရာအတွက် Sporting Lisbon ကဖက်ထရိုကွန်ဂဗက်စ်ကို ခေါ်ဖို့ United ကပြင်မချနေတယ်လို့ကြားတယ်။ပေါင်တန်းခုနစ်လောက်ဆိုလား။음အဲ့ဒါဆောက်တဲ့စနေပိုတူဂီကွင်းလဲလူဆိုတော့အရင်ကတည်းကသူတို့စောင့်ကြည့်နေတယ်လို့တော့တင်းတင်းရှိတယ်။အကေဝေးမြအယ်ဟီလာကမ်းလှမ်းမှုကိုလက်ခံလိုက်ရင်တော့ကွန်ဂဗက်စ်တဲ့ငွေကအဆင်သင့်ဖြစ်သွားမှာပေါ့။အဲ့ဒါကအာမွန်ရင်အတော်လေသူ့ကပတိန်ကိုဆုံးရှုံးရတဲ့ခံစားချက်ကိုနည်းနည်းတော့ဖြေသားစေမလားပဲ။ဟုတ်နိုင်တယ်။ မော်ရင်ဂူရိုင်းကဂွန်ဂက်ဗက်စ်ကိုနှောက်ရောက်ဆင်းနေတော့ကတိုက်စစ်အဟတန်ကွင်းလယ်လူဖြစ်အောင်ပြောင်းပေးခဲ့တာလေအဲတော့က93ဂိုးသွင်းပြီးစပေါ်တင်ကို19နှစ်သွင်းပထမဆုံးလိချန်ပီယံဖြစ်အောင်လုပ်ပေးခဲ့လာဆိုတော့အာမော်ရင်ရဲ့နီးစနစ်နဲ့ယင်းနီးပြီးသားဆိုတဲ့သဘောပေါ့ဟုတ်တယ်အဲ့ဒါကအားသာချက်တစ်ခုပဲဒါမဲ့ပရီးမီယာလိဂ်ရဲ့အရှိန်နဲ့တော့ဟွန်းလိုက်လို့ညီတွေချစ်ပါမလားဆိုတာစောင့်ကြည့်ရမှာ ဟုတ်တယ်ပေါ်တူဂီလိဂ်နဲ့ပရီးမီယာလိဂ်ကွာတာကိုကဲနောက်ခံလူပဲလှည့်ကြည့်အောင် ဂျော်ရက်ဘရန်ဦးတွေသူ့ကိုခေါ်ဖို့ကိစ္စကလည်းချယ်ဆီကဝင်လာတော့ပိုရှုပ်သွားသလိုပဲอืมအသက်20နှစ်နဲ့ပဲရှိသေးတော့အနာဂတ်ကောင်းတဲ့ခေါ်ယူမှု ဖြစ်နိုင်ပေမဲ့အဗတန်ကလည်းမနစ်ကပေါင်တန်90ဆောင်ညင်းလာတာဆိုတော့ဟုတ်တယ်နင်ပြဒေးဗစ်မိုယက်စ်ကလည်းရောင်းချင်မှုမပေါ်ဘူးအဓိကပြောချင်တာကချယ်ဆီနဲ့ပြန်ရမှာတပိုင်းနော်မီဘရန်ဝိတ်ကိုယ်တိုင်ကချန်ပီယံလိဂ်ကန်ကျင်တယ်ဆိုတဲ့သတင်းတွေထွက်နေတာကတပိုင်း ဲ့ဒါပဲ United ကလာတဲ့ယာတိဥရောပပွဲလုံးဝမပါဘူးလေဒါကတော်တော်တိတာတဲ့အားနဲ့ချက်ဖြစ်နေတယ်တော်တော်ကြီးကိုတိတာတဲ့အားနဲ့ချက်ပါထီတန်ကစားသမားခေါ်ဖို့တော့ပေါ့တိုက်ဆက်ပိုင်းမှာတော့ဘယ်လိုလဲဟိုလီယန်ဒီလက်ကိုခေါ်ဖို့စူးစမ်းတာလည်းမအောင်မြင်လိုက်ဘူးနော်ဟုတ်တယ်အဂွစ်တိုက်ဆက်မှုကချဲစီကိုရောက်တော့မယ်ဆိုပဲစစ်စစ်တော်မယ်လို့ကြားတယ်ချက်စီရဲ့ဥရောပကစားကွင်းကဆွဲဆောင်သွားတာနေမှာပေါ့ United ကဒီနေရာမှာတော့လက်လွတ်လိုက်ရတယ်။အင်းဒါပေမဲ့အခြားရွေးချယ်စရာတွေတော့သူတို့မှရှိပြီးသားလို့ဆိုပါတယ် အတွင်ပိုင်းဆွေးနွေးမှုတွေလုပ်နေတာတဲ့ဟုတ်လားဘသူတွေဖြစ်နိုင်မလဲအတန်ထွက်နေတာတွေကတော့အများကြီးပဲ Victor Usimando, Jean Philip Martedaro, Jonathan David, Yando Kolomwani အဲ့လိုနာမည်တွေပေါ့ဟိုးနာမည်ကြီးတယ်ကြီးပဲဟုတ်တယ်တယောက်ချင်းစီမှာတော့သူအားသားချက်နဲ့သူပေါ့ Usimando ကိုသွင်းကောင်းတယ် Marita က Premier League အထွေထွေရှိတယ်အမိုရင်ကစားခွက်နဲ့ဘသူအံဝဲမလဲဆိုတာကတော့စဉ်းစားရမှာပေါ့ တိုက်စစ်မှုတစ်ကတော့ဒီနွေရာဒီအတွက်တကယ်အရေးပါတဲ့ဦးစားပေးချစ်လာမှာတေချာတယ်။တေချာပါတယ်။ဒီနေ့ဆွေးနွေးကြတာတွေကိုအနှချိုးရရင်တော့ Manchester United ကတော်တော်အရေးကြီးတဲ့အပြောင်းအရွှေ့ကာလကိုဖျက်တမ်းနေရတယ်။ Fernandez ရဲ့အနာဂတ် Gonçalves လို့အစားထိုးနိုင်ချီဟုတ်တယ်။ဒါပေမဲ့ Brandwick တို့ Diletto လို့ပြတ်မှတ်တွေကိုလက်လွတ်ရနိုင်တဲ့အခြေအနေအထွေးသဖြင့်ဥရောပပွဲမရှိတာကအခက်ခဲအကြီးကြီးပဲ။ Amorin အတွက်တော့တကယ်စိန်ခေါ်မှုများတဲ့အစားပဲ။ ဟုတ်ပါဆိုတော့လေနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းတဲ့ဒီလိုငွေကြေးဖြစ်အားတွေအ धिक ကစားသမားတွေထွက်နိုင်ခြေတွေဥရောပဝင်ခွင့်မရှိလို့ထိတ်တန့်ကစားသမားခေါ်ဖို့ခက်နေတဲ့အခြေအနေတွေအားလုံးကိုခြုံကြည့်လိုက်ရင် အမိုရီယခစ်တစ်ကိုကောင်းကောင်းစားနိုင်ဖို့အတွက်ပေါ့လေဒီနွေရာဒီမှာ United လုံးဝမဖြစ်မနေအယော့ဖေးလို့မရပဲဥစားပေးခေါ်တဲ့ကစားသမားပုံစံကဘယ်လိုမျိုးဖြစ်တင်တယ်လို့ထင်လဲ အတွေ့အကြုံရေးခေါင်းဆောင်မှုလားဒါမှမဟုတ်အလားလားအပြင်နဲ့လူငယ်တယောက်လားဒါမှမဟုတ်အမိုရီယံကစားကွက်တဲ့တင်းဝင်မဲ့တယောက်ယောက်လားအဲ့ဒါလေးစဉ်းစားဆက်ပေါ့